မင်္ဂလာပါခင်ဗျာရှင်ညမေ channel ကနေကြိုဆိုပါရစေ2025ခုနှစ်ရဲ့နောက်ဆုံးလေးလဖြစ်တဲ့စက်တင်ဘာအောက်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်းဘာလေးပါမှာဘာမှမလုပ်တာကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေဘယ်ယာတွေကိုမလုပ်တင်တယ်လဲဘာကြောင့်မလုပ်တင်တယ်လဲထို့ပြင်ဘယ်ယာတွေကအကျိုးကျေးဇူးပေးမလဲဆိုတာတွေကိုအထူးရည်ရဟောစရန်းနေနဲ့ကျွန်တော်တို့ရှင်ညမေရဲ့ဘီရင်လက္ခဏာကံပြပညာသူတွေဒီဆရာကြီးဦးမြတ်ဆံမတိကျတေချာစွာဟောပြောပေးတော့မှာဖြစ်ပါတယ် နေတာအလိုက်ဆင်စစ်မပြတ်နားဆင်နိုင်ပါဘူးခင်ဗျာခொနည်းသားတပီအားလုံးအေးရရီဝေးကွာကြပါစေအက်စီဒန်လူရာဆန္ဒဤဝါဘာဒီကြောင်းရွှေညာမြေ channel မှာတစ်ဆင့်ဤရင်လက္ခဏာကံပြပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမှစူတောင်းမြစ်တာဥတ္တအပ်ပါတယ် ဆရာကဒီနေ့မှာတော့စက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုပြီးအဲ့ဒီဘာလေးဘာမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ခေါင်းစဉ်နဲ့ခုနကသာသမီများအတွက်ကိုပေါ်ပြောပေးခဲ့တဲ့အခါမှာတနင်းငွေရဲ့တနင်းလာရဲ့အင်္ဂါရဲ့ဆိုပြီးတော့နေ့၃နေ့ပြီးခဲ့ပါတယ်အခုဒီတစ်ပတ်မှာတော့ဗုဒ္ဓဘုသာသမီများအတွက်ဘာလေးဘာမှာ ဘာမှမလုပ်ပါနဲ့လို့ဆရာပြောခြင်းပါဘာလို့လဲဆိုတော့ကျတော့1389ခုနှစ်ကောဇာမှာလဲဘုဒ္ဓဘုရားသမီးများဟာမရဏအိမ်မှာယက်တိတာဖြစ်တဲ့အတွက်မရဏဆိုတာတည်ခြင်းတရားဖြစ်ပါတည်ခြင်းတရားမှာတဲ့ဘာမှလုပ်လို့မကောင်းတဲ့ကာလဖြစ်သိပြီဆိုတော့ဘာမှလုပ်လို့မရဘူးပေါ့ဗျာထုံးနေတူစားပဲစက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုတာ အဲ့ဒီဘာလေးပါလဲအခုရာသီဥတုအခုပြောင်းကာလခေတ်စနစ်တွေအခုပြောင်းကာလလုပ်ငန်းတွေအေးတဲ့ကာလဘာမှမသိတဲ့ကာလအဲကြောင့်မလို့ဘာမှမလုပ်ပါနဲ့လို့ဆရာကပြောခြင်းဖြစ်ပါတယ်။အော်တချို့ကြတော့လဲပြောတာပေါ့ဆရာရဲ့ဒီနေ့လုံးမှာဒီနေ့စားရတာဒီနေ့လုံးမှာဒီနေ့စားရတာကိုဆရာပြောတဲ့အတိုင်းဘာမှမလုပ်ဘဲနဲ့ဆိုရင်ဘာစားရမှာလဲဟုတ်ပါတယ်ခင်ဗျာဒါကတော့ဆရာပြောတဲ့ဘာလေးပါမှာဘာမှမလုပ်နဲ့ဆိုတာက ကျွန်တော်တို့အောက်ခြေလူတန်းစားလို့ခေါ်တယ်တနေ့လို့တနေ့စားလက်လုံးလက်စားသမားတွေနေတော့မဆိုင်ပါဘူးခင်ဗျာနော်လက်လုံးမှာပါဇက်လို့ရတဲ့လူများကတော့အော်ကျွန်တော်တို့နေ့စဉ်အလုပ်လုပ်ရမှာဖြစ်ပါတယ်ဆွေစည်းတွေဘလောက်ပဲတက်တက်နော်ကျွန်တော်တို့ကားစည်းတွေဘလောက်ပဲကြကြဘလောက်ပဲတက်တက်အိမ်ချမ်းမြေစည်းတွေဘလို့ပဲနေနေတနေ့လို့တနေ့စားလို့ခေါ်တယ်လက်လုံးလက်စားနေစားသမားတွေနေရတော့ကျွန်တော်တို့ဒါလာမှမသက်ဆိုင်ပါဘူးအောက်ခြေလူတန်းစားပါဗျာအဲ့မဲ့ ငွေရှင်ကြီးရှင်လို့ခေါ်တဲ့လုပ်ငန်းရှင်တွေနောက်လူလက်တန်းစားလေးတွေဟောကျွန်တော်တို့အဲ့လိုလူမျိုးတွေကတော့အင်မတန်မှတက်ဆိုင်ပါတယ်။နောက်တချို့ကိစ္စတွေမှာကျွန်တော်တို့ဓာတိဥဒုအပြောင်းလဲနေလဲတက်ဆိုင်သလိုခေကာလအခြေအနေနဲ့လည်းတက်ဆိုင်ပါတယ်။အဲကြောင့်မလို့အခုကတော့ခေကာလရဲ့အပြောင်းလဲကာလမှာဟလာကျွန်တော်တို့ခေပြောင်းမှာတဲ့စနစ်ကောင်းတဲ့ဘဝမှာကံကောင်းခြင်းတွေတွေ့စီဖို့အတွက်အခုချိန်ကာလမှာရှေ့တိုးမဲ့ဆင်းရနောက်တလန်းဆုတ်တလူမျိုးပဲ။ ဗုဒ္ဓဘုရားသမီးများအဆင်ကိုကိုးစားပြီးပါတယ်။ဒါကြောင့်မလို့ရှင်းကိုတိုးတော့မယ်ဆိုရင်တော့နောက်ကိုတလန်းဆိုးရတဲ့ရှင်ရရဲ့ထုံးစံတိုက်ဗုဒ္ဓဘုရားသမီးများဟာရှင်းလုံးမဲ့လုပ်ငန်းရှင်တွေအတွက်နောက်တလန်းဆုတ်ပါ။ဒီဘာလေးပါမှာတော့ဘာမှမလုပ်စီခြင်းမဟုတ်ခင်ဗျ။နော်။ဒါကြောင့်မလို့ဗုဒ္ဓဘုရားသမီးများရဲ့ကျွန်တော်တို့မိတ်ဂျိုဖြစ်တဲ့ပေါ့နော်။ကျွန်တော်တို့မိတ်ဂျိုတွေကလည်းအညွန့်ဂျိုကလည်းအဓိပတိမှာရှိနေပါတယ်။အညွန့်ဂျိုကတော့ဟလာလူမြင် ထင်ကြီးစရာပေါ့ဗျာကံကောင်းခြင်းပေါ့မိကျူကကျွန်တော်တို့အမြင့်မှာရှိပါတယ်သူ့ရဲ့အမြင့်ကျူဖြစ်တဲ့ကျွန်တော်တို့အင်္ဂါကျူကတော့ကြားထဲမှာညက်ပြေတကယ်သူเนาะကျွန်တော်တို့တိုက်ရင်မှာရှိပါတယ်ခင်ဗျာဒါကြောင့်မလို့ဟိုတပူကအမြင့်ကညက်နေတာဖြစ်တဲ့အတွက်ကိုချေပြီးတော့မလုပ်လို့လောမှမသိရှိတာလေးတွေစူးစောင်းတာတာလေးတွေယင်းနီးမြုံနံမိရင်လဲเนาะကျွန်တော်တို့ကိုယင်းနီးမြုံနံတဲ့အခါကျမှအာနဲ့တူတယ်လဲဆိုလို့ရှိရင်เนาะ အဝါပေါ့ကိုဇက်ထဲလိုက်တဲ့နေ့ပါပဲဟောကျွန်တော်တို့အချင်းသားတွေပေါ်သလိုမျိုးပေါ့ကိုမင်းသားဖြစ်တဲ့နေ့မှာအချင်းသားပေါ်သလိုမျိုးအဝါမှာအခက်အခဲတွေနဲ့ကျွမ်းဝစီတတ်ပါလေအကြောင်းမလို့ဟောတပူသားသမီးများဟာရှေ့တိုးမဲ့စင်နောက်တလန်းဆုပ်သလိုမျိုးအဝါမှာဟောကျွန်တော်တို့အချင်းနေအချင်းကရရက်ကိုသုံးတက်ပြီးတော့မှယင်းဒီမြုံနာမှုတွေပြုလုပ်ပါဟောအခုကဟောတပူသားသမီးများ နာမည်ကလည်းဗုဒ္ဓဘုနာမည်ဖြစ်ပို့ဆိုးပါမယ်ခင်ဗျဒီကြားထဲမှာကျွန်တော်တို့ခုနှစ်ခွန်ဘုံမိတို့လေးခွန်ဘုံမိတို့အဲ့လိုမျိုးကြားရင်လည်းပို့ဆိုးပါမယ်နောက်ဒီကြားထဲမှာတော့ကျွန်တော်တို့ကျမ်းမာရေးလေးလည်းညံ့စီတတ်ပါလေဗုဒ္ဓဘုသာသမီးများအထူးပြုဆက်ရမှာပါလေးတို့ဝင်းတို့နော်ဒါလေးတွေနဲ့ဝင်းဝင်းကလီစာတို့အေးပြားတို့အဲ့လိုယောဂလေးတွေအထူးကြိုးစိုက်ပါခင်ဗျနော်။နောက်ကျွန်တော်တို့အမှုကင်းပြဿနာရင်းနဲ့လည်းကြိုးစိုက်ပါ။နော်ကျွန်တော်တို့ ရေချိုးမိုးချိုးလည်းဆင်ကျင်ပါခင်ဗျ။เนาะကျမ်းပါရင်လည်းပတ်သက်လို့။နောက်စကားပြောတဲ့အခါမှာလည်းအထူးဂရုစိုက်ပါ။ကိုယ်စကားတောင်းမရောမြောင်းမရောနဲ့။เนาะကျွန်တော်တို့စကားကြောင့်ဒုက္ခရောက်စီတတ်တယ်။အင်္ဂါနဲ့စကား။เนาะကျွန်တော်တို့ကိုယ်စကားကြောင့်ကိုယ်ညက်ပူးညက်ပိတ်အပြောခံရတာရေချိုးစီတတ်ပါတယ်ခင်ဗျ။เนาะအကြောင်းမလို့ဘုဒ္ဓဘုရားတမီးများဟာအပြောဆိုဆင်ကျင်ပါ။အလောက်ကန်ဆင်ကျင်ပါ။အသွာလာဆင်ကျင်ပါခင်ဗျ။เนาะအဲ့တော့ဒီနေ့ကတော့ဘာပဲလို့လို့ စင်ရှင်တို့တရားနဲ့လုံးမှာဘဝမှာကံကောင်းခြင်းဆိုတဲ့အောင်မြင်မှုကိုရမှာဖြစ်ပါတယ်။ဟောအဲ့တော့ကျတော့အချို့ကျတော့လေကိုကမဟောကျွန်တော်တို့ဘဝမှာတဲ့ကိုရှိတာလေးတွေနဲ့ယင်းနှမြုံနံမိလို့ရှိရင်ဘဝမှာမလို့အဲ့တဲ့အကဲကဲတွေအကြက်တဲ့တွေဂျုံစီရတာဖြစ်တဲ့အတွက်ဒီဘာလေးပါမှာတော့ဘုရုပ္ပသာသမီးများအနေနဲ့ဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့အကြောင်းဒီရွှေညာမြေ channel မှာတစ်စက်ဆရာကြီးဦးမြတ်ဆန်ကအင်းမြပေးခြင်းဖြစ်ပါတယ်။ ခဏသာသမီများအတွက်တော့ကျွန်တော်တို့ဒီဗုဒ္ဓဘုသာသမီများပေါ့ဗျာဒီနေ့မှာတော့ကိုနေအိမ်ဖျားမှာလာလာပကားတွေရချင်းနဲ့အခက်အခဲတွေကြီးလဲစေချင်းနဲ့ဆိုရင်တော့မုံလုံးရေပေါ့တက်စီကပ်ပေးပါကိုရဲ့အသက်လိုက်ပေါ့နော်ကျွန်တော်တို့တက်စီကပ်ပေးပါခင်ဗျပြီးလို့ချင်းအမြစ်ကိုကြီးလောင်းပင်းစီကိုချွေချအညွတ်ကိုဖျားလူဆိုတဲ့ကဲ့သို့ကိုရဲ့အညွတ်နံဖြစ်တဲ့အဲကျွန်တော်တို့ထီးပြီးအဲကျွန်တော်တို့ဗုဒ္ဓဘုတောင်ရက်ကနေပြီးတော့မှ PB 18လက်အရာမှာလူတက်ပြီးတော့လေလူရစုကိုတောင်းပါခင်ဗျ။ဟုတ်နေသူသားပဲဗုဒ္ဓဘူးရဲ့ဘုံမိရဖြစ်တဲ့ရာဟုတောင်အသွာလာဆင်းရင်မစကားပြောဆင်းရင်မကိုရရရာရှိတဲ့ငွေကြီးတွေရှိရင်လေသူ့အတင်းရတာမှမတောင်းပါနဲ့ခင်ဗျာနော်ကိုငွေကြောက်ကိုငွေနဲ့ကိုမုန်းစီတတ်တဲ့ကာလာလည်းဖြစ်ပါတယ်အကြောင်မလို့ဗုဒ္ဓဘူးသားသမီးများအနေနဲ့ဒီနေ့မှာတော့ဘာလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့အကြောင်း ဖင်ညာမီ channel မှာတင်ဆရာကြီးဦးမြတ်ဆံမဒီရပေးခြင်းဖြစ်ပါတယ်ခွန်ရသားသမီးအားလုံးဧရိယာတွေဝေးကွာပြီးတက်ကြီးသုံးပါမှာအမြန်ဆုံးကြော်လွားနိုင်ကြပါစေခင်ဗျာဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံဆီးကြပါစို့ don't forget to subscribe subscribe လို့ဖို့မမေ့ပါနဲ့နော်